deep sea လို့ကြားလိုက်တာနဲ့ AI လောက stock share ကိုတုံးလုပ်စီခဲ့တဲ့အရာလို့လူများကသိကြပါဗျ။ deep sea ဟာ AI နည်းပညာလောကမှာတာမန်မဟုတ်တဲ့တိုးတက်မှုနဲ့ရုပ်တရက်ပေါ်ထွက်လာပြီးသူတိုင်းမျောလင့်ထားတဲ့ AI ဖွံ့ဖြိုးမှုတွေအပေါ်မှာလည်းပြိုင်ဘက်အဖြစ်စင်ခေါ်နေပါဗျ။ AI ဟာငွေကြေးအမြောက်များထည့်သွင်းပြီးကွန်ပျူတာပါဝါတွေများများအသုံးပြုမှသာတိုးတက်နိုင်တယ်လို့ယုံကြည်နေကြတာပါ။ဒါပေမဲ့ Deep Sea ကအဲ့ဒီလိုမဟုတ်ကြောင်းသက်သေပြနေပါဗျ။တရုတ်ကနေထွက်ပေါ်လာတဲ့ဒီ step back လေးကနာမည်ကြီး AI တွေနဲ့ဒန်းလူနီပါလှုပ်ရှားလာတာကြောင့်လူသိများလာပါဗျ။ Deep Sea ရဲ့ထူးခြားချက်အရတော့တခြား AI ကုမ္ပဏီကြီးတွေလိုဗဟုသုတကြီးမားတဲ့ GPU တွေနဲ့ငွေကြီးအများအများမသုံးဘဲဖန်တီးနိုင်ကြတာကြောင့်သူတော်များများကိုအံ့အားတင်စေခဲ့ပါဗျ။ AI ကိုထိတ်ဆုံးမှရပ်နိုင်ဖို့ Open AI, Google လို့တက်ပူးဆောင်သူတွေလို့မဖြစ်မနေအင်အားကြီးတဲ့ကွန်ပျူတာပါဝါတွေလိုတဲ့ဆိုတဲ့ယုံကြည်မှုကို ပြောင်းလဲစေတဲ့ချက်ပါ DeepSeek ဟာအရင်းမြစ်သုံးသပ်မှုကောင်းမွန်ပြီးထိရောက်တဲ့နည်းလမ်းတွေနဲ့အလုပ်လုပ်တာကြောင့်တခြား AI ကုမ္ပဏီကြီးတွေနဲ့မတူတဲ့စံသစ်မှုတွေကိုရှင်းပြနိုင်တာဖြစ်ပါတယ်ဒီလိုမတူထူးခြားပြီးစံသစ်တဲ့ DeepSeek ပဲကိုင်းရှင်ပြန်ဝံဖန်းဆိုတာဘာလို့လဲဆိုတဲ့ BBC ရဲ့ဆောင်းပါးကိုဖက်ပြတင်ဆက်ပေးတော့ပါမယ် တရုတ်ရဲ့ဉာဏ်ရည်တု AI chatbot DeepSea ဟာ ChatGPT ကိုကျော်ပြီး American ပြည်ထောင်စုမှာ download ရယူမှုအများဆုံးအခမဲ့ application ဖြစ်လာတာကြောင့်ဤပညာကဘာကိုလှုပ်လှုပ်ခက်ခက်ဖြစ်စေခဲ့ပါတယ်။အဲဒီနောက်ဒီ application ကိုဖန်တီးတဲ့ billionaire လျော်ဝမ်ဖန်းဟာလည်းတရုတ်မှာညာရင်းချင်းနာမည်ကြီးလာပါတယ်။တုံးတဲ့အတုံးစေးရဲ့နည်းနည်းလောက်နဲ့ပဲဖန်တီးထားတာလို့ဆိုရဲဒီတံမိုးနဲ့ချက်ပေါ်ကိုပြီးခဲ့တဲ့တပတ်မှာစတင်မိတ်ဆက်ခဲ့တာပါ အခုတော့ဒီချက်ပေါ်ကြောင့် American Stock ဈေးကွက် Wall Street မှာ Stock ဈေးတွေတန်မိုးထိုးကြကုန်ပြီးပြိုင်မက်တွေကိုလည်းအမိလိုက်ဖို့ဖြစ်လာစေပါတယ်။ American သမ္မတ Donald Trump ကတော့ American နည်းပညာကုမ္ပဏီတွေအပြတ်နိုင်ဖို့ဆိုရင်ဒီချိန်နဲ့ဟာနိုးချဖို့တတိပေးချက်လို့သုံးနှုန်းလိုက်ပါတယ်။ Deep Sea ကိုလျှံဝှမ်းဖန်းက2023ခုနှစ်ဒီဇင်ဘာလမှာထူထောင်ပြီးနောက်တစ်နှစ်2024ခုနှစ်မှာတော့ဘာသာပေါင်းစုံနဲ့သုံးနိုင်တဲ့ ဉာဏ်ရည်တု AI model တစ်ခုအနေနဲ့ပထမဆုံးဖြန့်ပါတယ်။တရုတ်ပြည်ကဂွမ်တောင်းပြည်နယ်မှာမွေးကျဲကျန်တက္ကသိုလ်ကနေ electronic သတင်းအချက်အလက်ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ဖွဲရတဲ့အသက်40အရွယ်အမျိုးသားတစ်ယောက်ဖြစ်တယ်ဆိုတာကလွဲလို့တရားဝင်ဖမ်းအကြောင်းသိရတာနဲ့ပါတယ်။သူနဲ့ရင်းနှီးသူတွေကသူ့ကိုတတိယတစ်ယောက်ထက်နည်းပညာသမားတအူးပုံပူပေါ်တယ်လို့မှတ်ချက်ပေးတယ်လို့တရုတ်နည်းပညာမီဒီယာ 36 KR ရဲ့ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။ဒါပေမဲ့လူကြားသူကြား Twitter နဲ့ interview ပေးတာမျိုးတွေမရှိသလောက်ရှားတဲ့ Mr. Lian ဟာအခုတော့နိုင်ငံတကာကစိတ်ဝင်စားခံရသူဖြစ်လာပါတယ်။သူဟာတရုတ်မှာဒုတိယမြောက်အာဏာအရှိဆုံးခေါင်းဆောင်လို့သတ်မှတ်တဲ့ဝင်ကြီးချုပ်လီချန်းနဲ့စူတီချွင်လုပ်ငန်းရှင်တွေရဲ့တွေ့ဆုံပွဲကိုတက်ဖို့အရွေးခံရတဲ့ဉာဏ်ရည်တု AI နယ်ပယ်ကတဦးတည်းသောခေါင်းဆောင်ဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲတက်တဲ့စီးပွားရေးသမားတွေဟာအခရာကျတဲ့ဤပညာတိုးတက်မှုတွေလုံနိုင်ရေးကို အာယုံစိုက်ကြဖို့ညွှန်ကြားချက်ပေးခံရပါတယ်။ဤပညာရဲ့ဝင်းဆီလီကွန်တောင်ကြားကနေလာတဲ့ဉာဏ်ရည်တုဤပညာပိုင်းဆိုင်ရာ အမေရိကန်စွန်ဦးသမားတွေအများစုနဲ့မတူတာကတော့မစ္စတာလျန်ဟာငွေကြီးဆိုင်ရာနောက်ခံသမိုင်းကြောင်းလည်းရှိပါတယ်။သူဟာပိုင်ဆိုင်တဲ့ငွေကြီးပစ္စည်းတွေတိုးပွားရေးနဲ့တန်ဖိုးမကျရေးအကာအကွယ်ပေးအထောက်အကူပြုတဲ့ ငွေကြေးဝန်ဆောင်မှု hedge fund ပေးတဲ့ high flyer လို့ခေါ်တဲ့ကုမ္ပဏီကအမှုဆောင်ချုပ်ဖြစ်ပါတယ်။ဒီကုမ္ပဏီဟာဉာဏ်ရည်တုဉာဏ်ပညာ AI ကိုသုံးပြီးယင်းနှိမ့်နယ်မှုပိုင်းမှာဆုံးဖြတ်ချက်တွေချနိုင်ဖို့ငွေကြေးဆိုင်ရာအချက်လက်တွေစမ်းစစ်နိုင်မဲ့ဝန်ဆောင်မှုကိုပေးပါတယ်။2019ခုနှစ်အရောက်မှာတော့ high flyer ကုမ္ပဏီဟာတရုတ်မှာတရုတ်ငွေကြေးယွမ်ငွေဘီလီယံတရာအထိရောက်အောင်ဝန်ဆောင်မှုပေးနိုင်တဲ့ပထမဆုံးကုမ္ပဏီဖြစ်လာပါတယ်။ High Flyer ကုမ္ပဏီမှာ Mr. Lian ဟာ AI နဲ့ algorithm ကိုသုံးပြီး store ဈေးကွက်ဈေးနှုန်းတွေမှာဖြစ်လေဖြစ်တာရှိတဲ့ဈေးနှုန်းအတက်ကျပုံစံတွေကိုသိအောင်ကြိုးစားကာငွေကြေးရှာနိုင်ခဲ့ပါတယ်။သူ့အခွင့်အရေးဟာငွေကြေးဆိုင်ရာ store အယောင်းဝယ်တွေအတွက်ကမ္ဘာကျော် computer chips ပြားထုတ်ကုမ္ပဏီ LVDA ရဲ့ AI chips ပြား H800 ကိုသုံးပြီး AI နယ်ပယ်မှာတာလွန်အောင်လှုပ်လာနိုင်ပါတယ်။ 2023ခုနှစ်မှာတော့လူသားတွေအတိုင်းသိမှတ်နိုင်စွမ်းအဆင့်ရှိတဲ့ဉာဏ်ရည်တုနည်းပညာ AI ဖြစ်လာအောင်ရည်ရွယ်ချက်နဲ့ DeepSeek ကို သူစတင်မိတ်ဆက်ခဲ့ပါတယ်။ DeepSeek သူတေသနာမှာပါဝင်ခဲ့တဲ့ AI နယ်ပယ်မှာအတော်ဆုံးနည်းပညာသမားတွေကိုလာဆောင်ကောက်ကောင်ပေးနိုင်အောင် သူ့ရဲ့ hash ban ကုန်သွယ်မှုကိုတုံးပါတယ်။သူ့ကုမ္ပဏီဟာအမေရိကန်ကပညာတတ်တွေထက်ပီကင်း၊ရှင်ဟွာ၊ဘေးဟန်တို့လိုတရုတ်ထိပ်တန်တက္ကသိုလ်ကြီးတွေက ပါရဂူပွဲရတဲ့ကျွမ်းကျင်သူတွေကိုခန့်အပ်ပါတယ်။ TikTok ကိုပိုင်တဲ့ Biden's လိုပဲ DeepSea ဟာဒီမှာ AI engineer တွေရနိုင်တဲ့ခံစား권ကိုအမြင့်ဆုံးကန့်လန့်မှုနဲ့ပေးထားပါတယ်။ဟန်ကျိုးနဲ့ဘေကျင်းမြို့တွေမှာလည်းဝန်ထမ်းတွေခန့်ထားပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကပြည်တွင်းသတင်းဌာနတွေနဲ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့သူကသူ့အဖွဲ့ဟာပြည်ပကနေပြန်လာတဲ့သူတယောက်မှမရှိဘူး။သူတို့အားလုံးဟာပြည်တွင်းကပဲ။ ထိတ်တန့်ရေးချင်းရှိသူတွေကိုကျွန်တော်တို့ဘာသာပဲပြောထောင်ရမယ်လို့ပြောပါလေ။မစ္စတာလျန်ကတော့တရုတ်ရဲ့ AI ကဏ္ဍဟာတစ်ချိန်လုံးနောက်လိုက်ဖြစ်နေလို့မရပါဘူးလို့လည်းဆိုပါလေ။သူကဆက်ပြီးတော့တရုတ်နဲ့ American AI နည်းပညာမှာကွာဟတ်ချက်တစ်နှစ်ဒါမှမဟုတ်နှစ်နှစ်ရှိတယ်လို့ကျွန်တော်တို့မကြာခဏပြောလို့ရှိတယ်။တကယ်တော့တကယ်ကွာဟတ်ချက်ကမူရင်းစစ်မှုနဲ့တူပါမှုပေါ့။ ဒါမပြောင်းလဲနိုင်ဘူးဆိုရင်တော့တရုတ်ကအမြဲနောက်လိုက်ဖြစ်နေအောင်ပါပဲ Deep Sea Model ဟာအမေရိကန်နည်းပညာရေဝန်ဆီလီကွန်တောင်ကြားက လူအများစုကိုအံ့ဩစေရတာလေလို့မေးတဲ့အခါမှာတော့ Mr. Lian ကသူတို့အံ့ဩတာကတရုတ်ကုမ္ပဏီတစ်ခုဟာနောက်လိုက်မဟုတ်တော့ပဲသူတို့ရဲ့ပြိုင်ပွဲမှာစမ်းသစ်တီထွင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဝင်ပြိုင်လာတာကိုပဲဒါကလည်းတရုတ်ကုမ္ပဏီတွေဖြစ်တဲ့အရာပါ Deep Sea ကတော့သူ့ရဲ့ Model R1 ကို လူတိုင်းအခမဲ့အသုံးပြုမျှဝေနိုင်တဲ့ရှိရင်းဆွဲပွင့်လင်းရင်းမြစ်စော်ဝဲနည်းပညာတစ်ခုနဲ့ဖန်တီးထားတာလို့ပြောပါရယ်။ဒါပေမဲ့ Wired Magazine ကတော့ Deep Sea တီထောင်သူလျှံဝမ်းဖမ်းရဲ့ကုမ္ပဏီ High Flyer ဟာ AI ရဲ့ပင်မကြော်ယို GPU လို့တီးကြတဲ့ cheese ပြားတွေကိုစုဆောင်နေတယ်လို့သတင်းဖော်ပြထားပါရယ်။ MIT နည်းပညာသုံးသပ်စာဆောင်မှာတော့သူစုဆောင်ထားတဲ့ cheese ပမာဏဟာ တောင်းကနေ၅တောင်းနီးပါးရှိတယ်လို့သုံးသပ်ပါတယ်။ဒီ cheese ပြားတွေကတာမန်မီးခွန်းတွေကိုဖြေးကြတာကစားလို့ရှုပ်ရှုပ်ထွေးထွေးတင်ချပုတ်စာကိုဖြေးရှင်းခိုင်းတာမျိုးလို့လူသားတွေလုပ်နိုင်တဲ့လုပ်ငန်းဆောင်တာမျိုးတွေကိုလှုပ်ဆောင်နိုင်တဲ့အင်ဂျီအားဖြင့် AI မော်ဒယ်တည်ဆောက်ရမှာအရေးပါပါတယ်။၂022ခုနှစ်စက်တင်ဘာလမှာတော့ American ပြည်ထောင်စုကစွမ်းအားပြေးသွားတဲ့ cheese ပြားတွေကိုတရုတ်ကိုရောင်းချမှုတာမြင်ခဲ့ပါတယ်။ ဒီလိုရက်ကတကယ်စင်ခေါ်ချက်တစ်ခုဖြစ်မစ္စတာလျန်ကပြုတ်မီဒီယာတွေနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။အနောက်ကဘာက AI model တွေမှာဆိုရင် အထူးပြုတ်လုပ်ထားတဲ့ chips ပြား16000ခန့်ကိုတုံးပါတယ်။ဒါပေမဲ့ deep sea ကတော့သူ့ရဲ့ AI model R1 ကို chips ပြား2000နီးပါးလောက် now အစစ်နဲ့ chips ပြားထောင်ချီကိုတုံးပြီးတိမှန်လေပတ်နိုင်အောင်လေ့ကျင့်ပေးထားတယ်လို့ပြောပါတယ်။ဒါကြောင့်မဲသူ့ရဲ့ AI model ကို တခြားပြိုင်ဘက်တွေထက်ကုန်ကျစရိတ်တန်ဖိုးနည်းသွားစေတာဖြစ်ပါတယ်။ Deep Sea ဖန်တီးသူတွေရဲ့အပြောအရဆိုရင်သူတို့ချက်ပေါ်ကတိဆောက်ဖို့ဒေါ်လာ9.6တန်းပဲလိုတယ်လို့ပြောနေချိန်မှာပဲ ChatGPT ကို ဖန်တီးတဲ့ Open AI ကတော့ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာပဲဒေါ်လာတန်း9000တုံးခဲ့ရပါတယ်။ American နီးပညာဘီလီယံနာတစ်ထည် Elon Musk အပါအဝင် တချို့ကတော့ဒီပြောဆိုချက်ကိုမေးခွန်းထုတ်ပါတယ်။ Deep Sea ကုမ္ပဏီက တားမြင့်ကန့်သက်ချက်တွေကြောင့်အမှန်တကယ်သုံးထတဲ့ဤပညာမြင့်ချစ်ပြားတွေကိုဘလောက်များလဲဆိုတာထုတ်မပြောနိုင်တာဆိုပြီးသူတို့ပြန်ခြေပါပြောဆိုကြတာဖြစ်ပါတယ်။ဒီတားမြင့်ကန့်သက်ချက်ကြောင့်ပဲနည်းနည်းနဲ့ထိရအောင် လုပ်နိုင်တဲ့အထိ Deep Sea လို့တရုတ်ကုမ္ပဏီတွေစမ်းသစ်တီထွင်မှုအကြောင်းဖန်လာစေတယ်လို့စစ်တနီဤပညာတက္ကသိုလ်က တွဲဖက်ပါဝခမာရီနာဂျန်းကပြောပါတယ်။ဒီကန့်သက်ချက်တွေကစိန်ခုံမှုတွေဖြစ်လာစေပေမဲ့ဤပညာအမိခိုကင်းမှုဆိုတဲ့ တရုတ်ရဲ့မူဝါဒရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့တောင့်ခံနိုင်မှုနဲ့ဖန်တီးနိုင်မှုအပိုင်းမှာစိတ်ဆော်မှုဖြစ်စေခဲ့တယ်။ကမ္ဘာမှာဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်တဲ့တရုတ်ကပြည့်စစ်ကားအစဆိုလာပြားအလဲဉာဏ်ရည်တုနည်းပညာ AI အစုံနည်းပညာကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားပြုလုပ်နေပါတယ်။တရုတ်ကိုနည်းပညာ super power တစ်ခုဖြစ်အောင်ပြောင်းလဲဖို့ကသမရရှိချင်းဖြစ်ရဲ့ကာလာရည်မှန်းချက်ဖြစ်ပါတယ်။ ဒါပေမဲ့ဝါရှင်တန်ဘက်ကကန့်သက်ချက်တွေဟာဘေကျင်းအတွက်ဒီရီမန်းချက်အကောင့်တွေပေါ်တဲ့နေရာမှာစိန်ခေါ်ချက်တခုဖြစ်လာပါတယ်။စတင်ဖြန့်ချီပြီးမကြခင်မှာပဲ Deep Sea ဟာနီးပညာ Stock ဈေးကွက်ကြီးတွေမှာ share ပိုင်ဆိုင်မှုတွေကိုရမ်းများဆဆပြန်ရောင်းထုတ်ကြတဲ့အထိဖြစ်လာခဲ့ပါတယ်။ဥပမာအနေနဲ့ Nvidia ရဲ့ share တွေဟာ1900ခန်းတော့အထိထိုးကျခဲ့ပြီးဈေးကွက်တန်ဖိုး American Dollar 600 billion အထိဆုံးရှုံးခဲ့ပါတယ်။ အလားအလာကောင်းတဲ့ကုမ္ပဏီတွေကိုငွေကြေးမြှုပ်နှံသူ Mac Anderson ကတော့ DeepSea Aware ဟာဉာဏ်ရည်တုနည်းပညာ AI ကဘာမှာတော့ Sputnik အခိုက်တက်မယ်လို့သူက လူမှုကွန်ရက်တွန်တာမှာတည်ရေးပါတယ်။အာဂါဒါကိုဂျိုဒူအပြိုင်လွှင့်တင်ကြတာကို သူကရည်ညွှန်းပြောတာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ရဲ့ဒီ application နဲ့ပတ်သက်ပြီးစိုးရိမ်စိတ်လည်းရှိနေကြပါတယ်။တကယ်အမှန်တရားကအခုမြင်တွေ့နေရတာရဲ့အောက်ခြေမှာပဲရှိလိမ့်မယ်လို့အကဲခဲဂျင်းမန်စတာက deep sea ထုတ်ပြောတဲ့အမှန်တကယ်အကုန်ကျစရိတ်ဆိုတာနဲ့ပတ်သက်ပြီးသူက BBC ကိုမှတ်ချက်ပေးတာပါဒီနည်းပညာလုပ်ငန်းဟာငွေကြေးထောက်ပံ့ခံထားရတာလားဒါမှမဟုတ်ထုတ်ပြောတဲ့ကိန်းဂဏန်းအရေးအတွက်တိတိကျကျမရှိတာလားဆိုတာကိုလည်းသူကမေးခွန်းထုတ်ပါတယ်ချက်ပေါ်ကတကယ်ကိုကောင်းပါတယ်ကောင်းလို့ကိုယုံရခက်ခက်ဖြစ်နေတာလို့သူကထပ်လောင်းပြောပါတယ်ဩစတြေးလျသိပ္ပံဆိုင်ရာဝန်ကြီးအက်ဖူစစ်ကတော့လုံခြုံရေးဆိုင်ရာစွန့်ရင်ချက်တွေကိုထောက်ပြပါရယ် အရေးသွေးသုံးဆွဲသူရဲ့အကြိုက်အချက်အလက်ပုံကိုရအချက်အလက် စီမံမှု စာရာတွေနဲ့ပတ်သက်ပြီးအချိန်မီအပြည့်ပေးရမယ်မေးခွန်းတွေအများကြီးရှိနေပါတယ်လို့သူက ABC သတင်းဌာနကိုပြောပါတယ်ကျွန်တော်ဆိုရင်တော့ဒါတွေနဲ့ပတ်သက်လာရင်အရန်တတိထားမှာပါဒီလိုပြဿနာတွေဟာတည်တည်ချာချာအလေးပေးပြောဖို့လိုတာတွေပါပြီးခဲ့တဲ့တပတ်တုန်းကတော့ Open AI ကိုပိုင်တဲ့ Sam Altman နဲ့ Oracle ကိုပိုင်တဲ့ Larry Ellison တို့ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အတူ Stargate ဆိုတဲ့အကျိုးတူစီမံကိန်းကြီးညာချက်တစ်ခုကိုပူးတွဲကြီးညာပါတယ်။ဒီစီမံကိန်းဟာမြန်ရည်တုနည်းပညာအခြေခံအဆောက်အအုံစီမံကိန်းဖြစ်ပါတယ်။အဲ့ဒီထဲမှာတော့ Texas ပြည်နယ်မှာ အချက်လက်စင်တာတွေတည်ဆောက်တာအလောက်ကိုင်းပေါင်းတသိန်းကျော်ပါဝင်ပြီးပုဂ္ဂလိကယင်းနှိမ့်နှံ့မှုဒေါ်လာဘီလီယံ900အထိရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ပိုပြင်းထန်လာတဲ့ AI ကစားနည်းမှာ နောက်ထပ်ကစားသမားတယောက်ထပ်ပေါ်လာပါတယ်။ ပညာရှင်အချို့ကတော့ deep sea ရုပ်တရက်ရောက်လာခဲ့တာဟာအမေရိကန်ပြည်ထောင်စုရဲ့ဉာဏ်ရည်တုနည်းပညာလွှမ်းမိုးနိုင်မှုအနာဂတ်နဲ့အမေရိကန်ကုမ္ပဏီတွေစီစဉ်နေတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးမေးခွန်းတွေလည်းရုပ်တရက်ပေါ်ထွက်လာပါတယ်